ဟောခုလိုအိဋ္ဌဒုက္ခအနတ္တမင်္ဂနဲ့အမြင်နေနဲ့မြင်လိုက်တဲ့ငါဟာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးဆိုတာတွေကိုဒဇိမ့်တရားကြီးလို့မြင်လိုက်ပြီဆိုတဲ့အခါကျတော့ချိပါရမှုဆိုတာရှာလို့မရတော့ဒါကိုညီးငွေ့တယ်လို့ပြောတာညီးငွေ့တယ်ဆိုတဲ့သဘောတရားဟာတစုံတစ်ခုကိုမတွေ့တာတော့ဘူးဆွန့်ဖြစ်ကျင်သွားပြီတွေ့တာမှုတွေခန်းသွားတာကိုညီးငွေ့တယ်လို့ပြောတာ တာယာမှုဆိုတာရှာမတွေ့တော့ဘူးဒါကိုရူပတမိန်ပိနိဗ္ဗိနတိရုပ်ခန္ဓာယူပေါ်မှာညီငွေ့သွားတယ်စိတ်ရဲ့ခံစားမှုဆိုတဲ့ဝေဒနာပေါ်မှာညီငွေ့သွားတယ်စိတ်ရဲ့မှတ်သားမှုဆိုတဲ့တင်ညာပေါ်မှာလည်းညီငွေ့သွားတယ်စိတ်ရဲ့ဖန်တီးမှုလို့ဆိုတဲ့သင်္ခါရတွေပေါ်မှာလည်းညီငွေ့သွားတယ်အာယုံကိုသိမှုဆိုတဲ့ဝိညာဏပေါ်မှာလည်းပဲဟောညီငွေ့သွားတယ်ဆိုတော့ဆိုလိုတာကခန္ဓာ၅ပါးကြီးပေါ်မှာညီငွေ့သွားတယ် ဘုဒ္ဓနာမှာရှိတဲ့သဘာဝတရားတွေပေါ်မှာတွေ့တာမှုဆိုတာစိတ်နဲ့ဆရာကောင်းတယ်နော်ဆိုတာရှာလို့မတွေ့တော့ဘူးညှိငွေသွားတယ်ဒါဝိပဿနာဉာဏ်နေဖြစ်ပုံကိုမြတ်စွာဘုရားကနိဗ္ဗိန်နဲ့တည်းဤဆိုပြီးတော့အဲ့ဒါကိုမှစင်ငယ်စင်ငယ်ဝိပဿနာဉာဏ်နေနဲ့ခွဲပြီးတော့ပြောသွားတာညှိငွေသွားပြီညှိငွေသွားတာမှဘယ်လိုတိုင်းတာတွေထိအောင်ညှိငွေတာတော့ဆို ဖြစ်မှုပြမှုတွေမြင်လာတယ်နောက်ဆုံးအပြက်တွေကြီးမြင်လာတယ်မြင်လာပြီးတဲ့နောက်မှာဘာဖြစ်တော့ဆိုအိုးကျောက်ဆရာကြီးပါလားလို့ဆိုတဲ့အတိညာဉ်ရလာတယ်အန္ဒီရများလိုက်တာဆိုတဲ့အတွေးတွေတွေးမိလာတယ်အာဒီနဝစိတ်ပြေဆရာကြီးပဲလို့မြင်လာတယ်ဒါကြီးတော့လှုပ်လိုက်ခြင်းပြီးစုတ်ကင်မထားခြင်းတော့ဘူးဩမောဇိတုကမြတ် ဘယ်လိုလွတ်ရမလဲလွတ်လွတ်ရလီလန်းကိုရှားတာပဋိသင်္ခာသင်္ခါရတရားတွေပေါ်မှာစိတ်အနေထားတစ်ခုဟာငြိမ်သက်မှုရလာတာသင်္ခါရုပ္ပခာလို့အဲ့ဒီငြိမ်သက်မှုရလာတဲ့အခါကျပညာရဲ့လှုပ်ဆောင်ချက်ဟာပုံမူထက်မြက်လာပြီလို့ဒီလိုပြောတာဟောသင်္ခါရတရားတွေပေါ်မှာစူးစမ်းတဲ့အဆင့်ဟာသူကအစွမ်းကုန်တိသွားပြီအဆင့်မြင့်ဆုံးနောက်ဆုံးအဆင့်တရားတိသွားပြီ သင်္ခါရတွေရဲ့အခြေအနေကိုထပ်မံစူးစမ်းစရာမလိုတော့ဘူးမမြဲတာမှန်နေဆင်းရဲတာမှန်နေကိုမပိုင်တာမှန်နေလို့ဆိုသင်္ခါရတွေပေါ်မှာစူးစမ်းဆင်ခြင်လေ့လာဖို့ရလမ်းကုံသွားပြီးတော့ဒီပေါ်မှာအာယုံမဆိုင်တော့တာသင်္ခါရုပိက္ခလို့ခေါ်တယ်ဒီဥပိက္ခအတိညာဉ်ကိုပြောတယ်အဲ့ဒီလိုဖြစ်လာပြီးတဲ့နောက်မှာဘာဖြစ်တော့ဆိုတော့ဒီသင်္ခါရတရားတွေချုပ်ရနိဗ္ဗာန်ဆိုတာကို အတိညာနဲ့မှမြင်းလာပြီးတော့ဆိုင်ရာကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တဲ့မက်ဆေ့မက်ဆေ့လည်းပေါ်လိုက်တယ်နိဗ္ဗာန်ကိုလည်းမြင်လိုက်တယ်မြင်လိုက်တဲ့အချိန်မှာပဲကိလေသာတွေကိုလည်းဖယ်လိုက်တယ်ဒီလိုဆိုလို့လားနိဗ္ဗာန်မြင်တယ်ဆိုတာကိလေသာတန်လန်းတဲ့ဟိုအ ਨੇ ဆုံးဒိဋ္ဌိဝိသေကိစ္စမကင်းလို့ရှိရင်နိဗ္ဗာန်ဆိုတာမြင်နိုင်စွာမရှိဘူးဒါကြောင့်မို့အမြင်မှားမှုဆိုတာကင်းသွားတယ်တန်တရားတွေကင်းသွားလိုက်တာလည်းတပြိုင်တည်း နိဗ္ဗာန်ကိုလည်းမြင်လိုက်တယ်မြင်လိုက်တဲ့အချိန်မှာပဲဒီကိလေသာတွေကိုဖယ်လိုက်နိုင်တယ်ဒီလိုအစစ်စစ်သောတပန်ကနေသက္ကရာကသက္ကရာကနေအနာကအနာကနေနောက်ဆုံးအစစ်လုံးဝလုပ်ငန်းပြီးသွားတဲ့အခါကျတော့ရဟနာလို့ဆိုတဲ့အနေအထားမျိုးရောက်တယ်ဟောဒီလိုဆိုလို့တာလောက်ပိုင်းလောက်เสียရတယ်နောက်ထပ်ဘာမှမကြံတော့ဘူး